မန္တလေးတိုင်းညဦးမြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းကိုမလ14ရက်နေ့လယ်ပိုင်းကကြားဖြတ်တိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်ဖွဲ့ဝင်80ကျော်သေဆုံးပြီးစစ်ကြောင်းတစ်ခုလုံးပျက်စီးသွားကလက်နက်ခဲယမ်းတွေလည်းတိတ်ဆိတ်ရရှိခဲ့တယ်လို့ညဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်ညဦးမြို့နယ်ထက်ကငတ်တရောင်းမြို့နယ်ခွဲတဲ့ကိုစစ်သားနဲ့ပြစောထီတွေပေါင်းပြီးအင်အား80လောက်နဲ့စစ်ကြောင်းထိုးလာတယ်ဆိုတာကိုသတင်းရလို့ပိတ်ဆို့တိုက်ခိုက်ခဲ့ကြတာလို့ဆိုပါတယ် တိုက်ပွဲဖြစ်ပွားချိန်2နာရီလောက်ကြာမြင့်ခဲ့ပြီးတိုက်ပွဲမှာစစ်ကောင်စီဘက်ကအလောင်း69လောင်းရရှိခဲ့ပြီးတရားရရှိသူတွေထဲက9ဦးသေဆုံးခဲ့ကလက်နက်ခဲရအများပြားကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့ညဦးပကဖတာဝန်ခံက TVB ကိုပြောပါတယ်။တပ်ပွဲအတွင်မဟာမိတ်အဖွဲ့ထဲကရဲဘော်တအူးကြဆုံးခဲ့ပြီးရဲဘော်တယောက်လည်းဒဏ်ရာရရှိခဲ့ကကြောက်သွားတဲ့ရဲဘော်ရဲ့နိုင်ကိစ္စနဲ့ နောက်ထပ်စစ်ရေးကိစ္စတွေရှိတာကြောင့်ရရှိထားတဲ့လက်နက်ခဲယံစီးရင်အတိအကျကိုစီးရင်ပြုစုပြီးမှထုတ်ပြန်ပေးမယ်လို့လည်းဆိုပါတယ်။အဲ့ဒီစစ်ကြောင်တက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကသတင်းထုတ်ပြန်လာတာမရှိသလိုတပ်ဖွဲ့အတွင်စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေထိခိုက်သေးဆုံးတဲ့အခြေအနေကို DPP ကတိကျတည်ပြနိုင်ဖို့စုံစမ်းနေဆဲဖြစ်ပါတယ်ရှင်။